တင်သခင်ယေရှုခရစ်တော်ရဲ့အပြစ်ခွင့်လွှတ်ခြင်းခံစားရတယ်။သခင်ယေရှုခရစ်တော်နဲ့ယဉ်နီတော်သူတယောက်ဖြစ်ပေါ်တဲ့တင်တက်လန်းနေတယ်ဆိုရင်ဆွတောင်းပါ။တိုးတော့တောင်းတဲ့အခါမှာနောက်တစ်ချက်ကအလွဲတောင်းလို့တော့မရအောင်။အလွဲတောင်းတယ်တနည်းအားဖြင့်ကာမဂုဏ်နဲ့ဆိုင်တဲ့ဒီလောကနဲ့ဆိုင်တဲ့စည်းစိမ်အတွက်ပဲတင်တောင်းမယ်ဆိုရင်ဖခင်ကအပြစ်မပေးဘူးလို့လည်းပြောထားပြန်တယ်။ ဒါဆိုသူအဖြစ်ပေးတဲ့ဆွတောင်းချက်ကဘလို့ဆွတောင်းချက်လဲဆိုတော့သူ့ရဲ့သဘောနဲ့ကိုက်ညီတဲ့ဆွတောင်းချက်ဖြစ်နေဖို့လိုတယ်။ဒါကြောင့်သရုပ်တာချက်ကပါလဲဆိုတော့တတ်မှတ်တဲ့စိတ်ကြောင့်မလို့ဘုရားခင်ကတင့်ရဲ့ဆွတောင်းချက်ကိုအဖြစ်ပေးလို့မရတာ။ဟယ်လိုတတ်မှတ်တဲ့စိတ်ဆိုမှဆိုအိမ်ရှိတာ15နှစ်လောက်ကြာပြီ။တို့တော့ဘုရားခင်ရဲ့ကျွန်မကိုယေရှုပြု၍အိမ်လေးတစ်လုံး တဲလေးတလုံးပေးပါလို့သင်စုတောင်းနေဆိုပါစို့ဒီလိုပြောလို့ချို့တော်သူတွေကပြောလိုက်မယ်ဆင်မစစနာမြတောင်းကိုင်းတာတဲအဆင်ပဲရှိရသူရုံကြီးချင်းသူရဲ့ level တော်တော်နိုင်တယ်လို့သူကပြောမှာသူတို့တစ်ဖက်မှာနားလေစေခြင်းနဲ့လောဘမောဟမပါတဲ့စုတောင်းချက်ဖြစ်နေမယ်ဆိုရင်သင်ကတဲတောင်းဝင်မယ်သူကတိုက်ပင်းပေးနေမှာ hallelujah အဲ့ဒီမှာဖခင်ပြောခြင်းနဲ့ຢာကပါလဲဆိုတော့ငါရဲ့နာမကိုအမိပြုပြီးတော့စုတောင်းပါတဲ့စုတောင်းတဲ့အရာကိုငါပေးမယ်တဲ့သင်တို့ကိုဝမ်းမြောက်စေခြင်းနဲ့တဲ့ ဆုံးလင်းစေခြင်းနဲ့ကောင်းစားစေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်တဲ့အဲ့တော့အဘေစုကိုမြမတောင်းသေးလို့ပြောတဲ့ခါမှာဒါလေးကိုတတိယစေခြင်းနဲ့ဆိုပါစို့ကြောင်းမှာကြောင်းသူကြောင်းသားတွေအတွက်စုပြင်ထားတာရှိလားမရှိဘူးလားရှိလားမရှိဘူးလားရှိတယ်အဲ့တော့ကြောင်းသားအကောင်းဆုံးစုရှိမယ်ပထမစုရှိမယ်ဒုတိယစုရှိမယ်တတိယစုရှိမယ်နှစ်သိမ့်စုရှိမယ်မသိဘူးเนาะကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းတော့မတူဘူးသူတို့ 变身他的，像什么的？假如变身他的叔叔阿西，对不对？皮阿伯家变身他的叔叔阿西。哎，大哥，这怕吗？哎，你假如都这样子讲，哥，老姐呢？如果长得没熟，也沒得啦。没有，就诺这么讲哩。Fashion 伊安查啦，哥，我得查皮啦啦。好啦，人家么罗，就诺哥，Fashion 苏贝吧，呀啦，没有，就诺个，诺个查的，哎，怎么爱乎？ 沙乌米耶人高慢慢淌，米罗拿淌呢的。他怎么了？张飞多会干嘛？哎，我挨的苏北百家啦。Hello，哪里边呢？他怎么了？张啊，偏北他的苏国北，张大哥呀的路。他呀个偏西北他的，他博罗呢？哎 <music>，偏西他边的苏国定啊，淌的不路的。他呀的博呢嘛？谁呢？苏国定，呷不言的。他呀的博呢？态度疑问的，定偏西呀没？哈，了了呀？他呀分别吧的。 ်အာမင်ဒါကြောင့်မလို့ကျမတို့ကိုဘုရားကဒီနေ့မှာသိစေခြင်းနဲ့အရာကတဲ့အနေနဲ့သူပြင်ဆင်ထားတဲ့စုကိုရကျင်တဲ့ဆန္ဒရှိဖို့တည်းလိုအပ်တယ်ကိုလိုချင်တဲ့စုကို တောင်းဖို့မဟုတ်ဘူးအာမင်ဒါဆိုဘုရားသခင်တောင်းခိုင်းတဲ့စုတွေကဘာလဲအပြည့်ပဲကတိတော်ပေါင်း၈၀၀၀လောက်ရှိတယ်ကျမတို့ကမတောင်းတဲ့အတွက်ကြောင့်မလို့မရတာဖြစ်တယ်။ဒါကြောင့်ဖခင်ကသတိပေးထားတယ်။တောင်းပါ၊လက်ပြပါတောင်းပါ။တောင်းရင်ရမယ်။အာမင်။ ကျွန်မစင်ကာပူနိုင်ငံမှာအမှုတော်ဆောင်တဲ့အချိန်တုန်းကမယုံကြည်သူတွေပြောင်းလဲလာတော့တော်တော်လေးပြုစုပေးရတယ်တချို့သောသူတွေက ကျွန်မတဲ့အသက်ရမ်းကြီးတယ်ဆိုပါစို့ကျွန်မမှတ်မိတယ်ကျွန်မအဲ့တုန်းကအသက်က24နှစ်ပဲရှိသေးတယ်ဒါပေမဲ့ကြီးစုပေးရတဲ့ဖခင်ကြောင့်ကလူတွေကအသက်50နီးပါအဲ့တော့စဉ်းစားကြည့်ပါကျွန်မရဲ့စကားအပြောဆိုကျွန်မရဲ့အနေထိုင်တို့ကိုအမြဲတမ်းပြပြရည်ကျွန်မပြင်ဆင်လေးရှိပါတယ်အရင်အသက်ငယ်တဲ့ဆိုပေမဲ့ ။ဒါနဲ့တနေ့ကျတော့အဲ့ဒီလူတစ်ယောက်နဲ့ကျမနော်ကျမတို့အဖွဲလိုက် cell group ကနေပြင်လာတဲ့ကောင်မအဲ့ဒီလူကဘာပြောလဲဆိုတော့ကျမနာမည်မပြောဘူးနော်နာမည်ပြောရင်အတင်းနာမည်မပြောရင်အဖြစ်ပြက်လို့ခေါ်တယ်။ဟုတ်လား။ဆိုတော့အဲ့ဒီအဲ့ဒီလူကသူနဲ့ကျမကောင်ဆယ်လင်းလုပ်တာပေါ့ cell group ကနေပြင်လာတဲ့ကောင်မဘေးနားမှာလဲနော်တခြားသော cell member တွေပါတယ်။သူကဘာပြောလဲဆိုတော့သူအဲ့အမျိုးသမီးကိုအရင်လိုချင်တာ။ပြစ်ချင်တော့သူ့မှာမိန်းမရှိတယ်။ သူနဲ့ကအဆင်မပြေစကားများတာပြီးတော့မှဟိုစကားမပြောတာတစ်နှစ်လောက်ရှိပြီပေါ့ဒါပေမဲ့တရားဝင်ကွဲကွာထားတဲ့အရာလည်းမဟုတ်ပြန်ဘူးเนาะ तू तू ကတော့ဗုဒ္ဓမယုံကြည်သူကပြောင်းလဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့သူ့ရဲ့เนาะနောက်ကျောင်းတဲ့ဆိုင်တဲ့အရာပေါ့သို့တော့ဒီနေရာမှာ तू ကယုံကြည်သူခရစ်ယာန်တယောက်နဲ့ तू ကလက်ထပ်ဖို့ရန်အတွက် तू ကစဉ်းစားနေတာကျွန်မကပြောတယ်တမန်ကျမ်းစာထဲမှာဒီလိုရေးထားတယ် ိုယ့်ရဲ့ဇနီးတွေကိုယ့်ရဲ့ခင်မွန်းတွေကဘလောက်ပဲမယုံကြည်သူဖြစ်နေပါစေတစ်ဖက်ကဆန္ဒမရှိရင်ကွဲပိုင်ခွင့်လုံးဝမရှိဘူးဒါပေမဲ့ तू ကဘာပြောလဲဆိုတော့ဟာမဟုတ်ဘူးကျွန်တော်ကဟိုတယောက်ကိုချစ်တာအယူမှုပဲကျွန်တော်မခံစားနိုင်တော့အသက်က90နီးပါအချစ်ကမျက်စိမရှိဘူးနော်တက်ရွယ်လည်းမရှိဘူးတနေ့ကျွန်မ နောက်ကြတော့ပုံမလင်းလင်းပြောကျမတော်တော်လေးစကားထိမ့်ပါတယ်ခဏနေကြကျမတော်တော်လေးအဆင်မပြေတော့ဖះမကြိုက်ဘူးဆိုတော့တည်တယ်မလားစလာပြီဖြည်းဖြည်းချင်းစီပေါ့တရားဟောတယ်လို့တော့အသက်မကြိုက်ဘူးဖះမကြိုက်ဘူးဆိုတော့တည်တယ်မလားဟုတ်ကဲ့တည်ပါတယ်ဒါဆိုရင်ဖះအလိုပဲဆောင်လေဟာမရအောင်ကျွန်တော်ဒီမိမရမှာဖြစ်မှာဒါနဲ့ကျမဘာပြောလိုက်တယ်လားအဲ့ဒီတတ်မှတ်ခြင်းအလိုအဲ့ဒီတနာစိတ်ကြောင့်ဖះကိုစွန့်တော့မလို့လားလို့ မပြောရင်လည်းမပြောဘူးဒေါ်စုစန်းနာမယားအပြောလိုက်တော့လေမဟုတ်ကျမတော်တော်လေးတနိုင်နှစ်နိုင်လောက်စကားပြောလာတာလေကျမအဲ့လိုပြောလိုက်တော့ "तू ကဘာပြန်ပြောလဲသလား"ရတယ်တဲ့ကိုရဲ့တမစိတ်ကိုရဲ့လိုချင်တဲ့စိတ်ပေါ်ထွက်လာပြီဆိုရင်ဖခင်ရဲ့အလိုတော်လမ်းထဲကလွဲပွင့်အတွက်ကျိန်းနေတယ် Come on ဲ့တော့ကိုယ့်ရဲ့တက်မဲ့စိတ်ကဘာလဲကိုယ့်ရဲ့အားနေချက်ကဘာလဲဆိုတော့ကိုယ်သိတယ်တချို့ကငွေနဲ့ဆိုင်ရင်လဲတက်တယ်တချို့ကအသွေးသားနဲ့ဆိုင်တဲ့အရာဆိုရင်လဲတက်တယ်တချို့ကဂုံပကာသနာနဲ့ဆိုင်တဲ့အရာနာမည်ကြီးတဲ့အရာနဲ့ဆိုရင်လဲတက်တယ်ကိုယ့်ရဲ့အားနေချက်ကဘာလဲဆိုတော့ကိုယ်သိရအဲ့တော့ကျမတို့ကကိုယ့်ရဲ့အားနေချက်ကိုကိုတိပြီးတော့ကိုကအဲ့ဒီအားနေချက်ကိုကြော်လွားနိုင်ဖို့ ਨੇ ဆုမတောင်းဘူးဆိုဆုမတောင်းတော့ကြောင်းမရတာတောင်းတဲ့အရာတွေမှန်နေဖို့ ਨੇ ရေးကြည့်တယ်အာမင်